စနေရနေ့ကြာပြင်းနေ့တရတာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကဘာရွှေစီနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်။လက်ရှိကဘာရွှေစီကတော့အတက်အကောင်းနေရပေါ့နော်။ကျွန်တော်မင်းညကထွက်ခဲ့တဲ့3နှစ်ကြောင့်ကျွန်တော်တို့ဒီမှာအီရန်ရဲ့ပေါ့နော်။ကျွန်တော်တို့အာတင်းမှာအီရန်နဲ့အမေရိကန်ပေါ့။ဆိုတော့အီရန်အမေရိကန်အစ္စရေးတင်းမှာနေမှုကြောင့်လက်ရှိမှာကဘာရွှေစီတက်နေရလို့ပြောလို့ရတယ်ပေါ့နော်။တခြားတော့အကြောင်းအရာတွေလည်းရှိပါသေးတယ်။တခြားတော့သတင်းအကြောင်းအရာတွေပေါ့နော်။အဲ့ဒါပြတ်တဲ့အခါမှာဒီနေ့ကဘာရွှေစီကဈေးအတက်အားဆက်ကောင်းမလား။ဈေးပြန်ကျနိုင်မလားကျွန်တော်သုံးသပ်ကြည့်လိုက်အောင်ပေါ့နော်။ ဟုတ်ဒီသူဘာသူဘာသတင်းကြောက်ပဲတက်ပါဆိုကျွန်တော်နီးပညာပိုင်းအသုံးသက်ဒီကြောင်ရတော့တော်တော်ပြတ်ကကျွန်တော်ပြောခဲ့တယ်ကဘာချွေစီရဲ့တက်တာပိတ်စရာ3330ဈေးနှုန်းအထက်မှာဈေးပရင်အသက်အာတာမယ်မနေ့ကကျွန်တော်တို့33ကျွန်တော်တို့9လီလောက်မှာဈေးပိတ်သွားခဲ့တယ်အဲ့ဒါပြတ်ပြတ်ကမှာဒီနေ့ကဘာချွေစီဈေးအသက်အားဆက်ကောင်းလိုက်ဟုတ်ပြီဘယ်တိအသက်အားကောင်းနိုင်ချေရှိလဲအ ਨੇ ဆုံးကျွန်တော်တို့မတက်ဘူးဆိုရင်တော့မှကျွန်တော်တို့ဒီ3390ဈေးနှုန်းလောက်ဒီအ ਨੇ ဆုံးဈေးတက်နိုင်ချေရှိပါတယ် အနည်းဆုံးတော့390ဇေတန်ဒီဈေးတက်နိုင်ကြီးချီတဲ့ဒီထက်ပိုတက်မယ်ဆိုရင်ဖြင့်ကျွန်တော်တို့ဘယ်တော့ထိမရနိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်တို့အာ340 340ဇေတန်လောက်ထိဈေးအတက်မြင်ရနိုင်ပါအဲ့ဒါပြတဲ့ကမာတီနီကပ္ပချေဆိုကျွန်တော်အနည်းဆုံး390ဒီဈေးတက်မယ်မှန်းနဲ့အများဆုံးတော့လက်ရှိအခြေအနေအရမနော်အာ340 350လောက်ထိ340 350အထိဈေးအတက်ကျွန်တော်တော့မှန်းထားပါတယ်ခင်ဗျအဲ့ဒါပြတဲ့ကဒီနေ့ကပ္ပချေဆိုကျွန်တော်ရှင်းပါတယ် အတက်မှန်းထားတဲ့ကောင်ဈေးကြလိုင်းလိုက်ဝယ်ရမှာဖြစ်ပါတယ်ဈေးကြလိုင်းလည်းတော့လိုက်ဝယ်ဖို့အားပေးခြင်း ਨੇ ဟုတ်ပြီဘယ်ဈေးအနေမှာကျွန်တော်ဝယ်တင်လဲဘယ်ဈေးအနေမှာဝယ်တင်လဲကိုကျွန်တော်အချိန်တနားရအတိုက်တန်နဲ့တွားကြည့်လိုက်မှာပေါ့နော်ကျွန်တော်တို့အချိန်တနားရအတိုက်တန်နဲ့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဝယ်တင်တဲ့ဈေးတန်းစုံတွေကကျွန်တော်တို့ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်၃နီးစက်စုံတွေနဲ့3360နဲ့ကျွန်တော်တို့ဒီ 335လေးကြားဈေးတန်းစုံကိုဈေးပြန်ကြခင်ကျွန်တော်ဝယ်လို့ရတယ်ခင်ဗျလက်ရှိဈေးရနေပေါ့360 360နဲ့335လေးကြားဈေးတန်းစုံကြားရောက်ပြီဆိုရင်ကျွန်တော်တို့ဝယ်လို့ရတယ်အမြတ်ပိုင်းဈေးတန်းကိုတော့ကိုကပပပဲယူခြင်းနဲ့ဆိုရင်တော့390လောက်ထိပဲယူပါတော့ကိုကစောင့်နိုင်တဲ့ risk ယူနိုင်တယ်ဆိုရင်တော့ကျွန်တော်ဟိုအပေါ်က3430လောက်ထိခုယူလို့ရတယ်ဟုတ်ပြီအစီနဲ့မှာကျွန်တော်ဝယ်လို့ရတယ်ဟုတ်ပြီတကယ်လို့အစီနဲ့အောက်ဈေးဆက်ကြာသွားရောဒီမှာအရှုံးပိုင်းဈေးနဲ့ဘယ်လောက်ပေးရမလဲဆိုတော့3350အောက်လောက်ပေးပါနော် အက်ဆီဒန့်အောက်ဈေးဆက်ကျသွားရင်ရောအက်ဆီဒန့်အောက်ဈေးဆက်ကျသွားရဆိုရင်တော့ကျွန်တော်ဒီဈေးတန်းစုံမှာကျွန်တော်ထပ်ဝယ်လို့ရပါပြ3345နဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီကြပါဘော်နော်3330ကြာဈေးတန်းစုံ3330 အဲ့စီနန်းဆုံးမှာကဘာချီဝယ်လို့ရနည်းနည်းလေးတော့ဒီဆုံးကအောက်ကဆုံးကနည်းနည်းကြီးတယ်ဗျ335နဲ့330ဆို15ပစ်လောက်เนาะဒါပေမဲ့ကျွန်တော်တို့ကဒီဆုံးကလက်ရှိကဘာရွှေဈေးအတွက်ကျွန်တော်တို့အာဈေးအကျအဓိကအဟန်သားဈေးတန်းကျွန်တော်တို့ market ခေါ်ရတော့ stone support zone နေနဲ့ရှိနေတယ်335နဲ့330ကြားဈေးတန်းဆိုတာဒီနေ့တနေ့တာတွင်လင်းကမကျွန်တော်တို့ကဘာရွှေဈေးက330ဈေးတန်းအောက်မှာအချိန်တစ်နိုင်အတိုင်းတာပိစေကျွန်တော်တို့ market ခေါ်ရ H1 bacon nest နဲ့ဖောက်ကြပြီးဈေးမပိမချင်း ဈေးအသက်အားတာနေအောင်ပါပဲခင်ဗျအဲ့ဒါဖြစ်တဲ့ကောင်ကကျွန်တော်ဒီနေ့အတွက်ဝယ်ဖို့အကြိုက်ဆုံးဈေးတန်းဆိုတာဒီ3330နဲ့3355ကြာဈေးတန်းဆုံးဖြစ်ပါတယ်အရှုံးပိုင်းဈေးတန်း3325ဈေးတန်းအောက်လောက်ပြပါအမြတ်ပိုင်းဈေးတန်း3390လောက်ထိယူလို့ရတယ်ဒီထက်ပိုဆောင်းနိုင်နေဆိုရင်တော့3430ထိယူလို့ရတယ်ခင်ဗျဒါကျွန်တော်ဝယ်ရမယ့်ဈေးတန်းဆုံးနှစ်ခုပဲเนาะဟုတ်ပြီအယောင်ဈေးတန်းဆုံးဆိုရင်ရောအယောင်ဈေးတန်းဆုံးဆိုရင်တော့ကျွန်တော်အမြင့်ဈေးကိုတက်သွားမှာကျွန်တော်စဉ်းစားစီချင်ပါတယ်အမြင့်ဈေးဆိုတာဘယ်လောက်ဈေးလဲလို့မြင်မယ်ဆိုရင်တော့ကျွန်တော်တို့အာဒီ ျွန်တော်နည်းနည်းလေးခြုံပြလိုက်ပါတော့ကဘာရွှေဈေးကိုအာကျွန်တော်ဘယ်ဈေးနဲ့လောက်လဲလို့မေးမယ်ဆိုရင်ကျွန်တော်ဒီဈေးနဲ့ပေါ့နော်3430ဈေးနဲ့အထက်ရောက်ပြီဆိုရင်ကျွန်တော်နီးပညာပိုင်းရအတိပုချက်ဆောင်ပြီးတော့ကဘာရွှေကိုရေတိုပြန်ရောင်းလို့ရပါတယ်ခင်ဗျာ3430ဈေးနဲ့ထက်မှာကျွန်တော်ဒီပညာပိုင်းအတိပုချက်ရောက်ရင်ကျွန်တော်ပြန်ရောင်းပါမယ်။အမြတ်ပိုင်းဈေးနှုန်းကိုကျွန်တော်တို့3390လောက်ထိကျွန်တော်ပေးလို့ရတယ်။အရှုံးပိုင်းဈေးနှုန်းကတော့ဗျာကျွန်တော်3440အထက်လောက်ပေး။ ဈေးတက်သွားရင်330လောက်အထိဈေး30အထက်ဒီဈေးတက်သွားရင်ကျွန်တော်နီးပညာပိုင်းအတီးပူးချက်စောင်းပြီးကျောင်းပို့အားပေးခြင်းနဲ့ခင်ဗျမဟုတ်ရင်တော့ကျွန်တော်ကျန်တဲ့ဈေးတက်နေမှာကိုကျွန်တော်အယောင်မကြိုက်ဘူးအဲ့ဒီပြီးတော့ကျွန်တော်ဒီကာလတွေမှာဒီဒီလာတွေမှာအမြင့်ဆုံးတက်ခဲ့တဲ့3400 3400အထက်တွေမှာလည်းပြင်လင်းပြောမှဆိုကျွန်တော်အယောင်မကြိုက်ဘူးဗျအထက်ပိုတက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါပြတ်ပြက်ကမှာအမြင့်ဆေးဆိုတော့ကျွန်တော်3400အထက်မှာအယောင်စဉ်းစားစီခြင်းပါတယ်ဟုတ်ပြီတကယ်လို့ဈေးကပေါ့နော်ကျွန်တော်တို့ မမြောင်လင့်ထားတဲ့ဇေယျတောက်လျှောက်ကျသွားရင်ရောမမြောင်လင့်ထားပဲတောက်လျှောက်ကျသွားတဲ့ဆိုရင်တော့ကျွန်တော်တို့ဘယ်ဇေယံအောက်မှာကျွန်တော်တို့ရောင်းဖို့အားပေးခြင်းလို့မြင်မယ်ဆိုရင်330ဇေယံအောက်မှာပေါ့နော်အချိန်တနာကြီးအတိုင်းတာအပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားတဲ့ဆိုရင်ကျွန်တော်ရည်တို့ပြန်ရောင်းဖို့အားပေးခြင်းပါ330ဇီတန်းအောက်မှာပိတ်သွားရင်တော့ကျွန်တော်ဘယ်တိအမြတ်ပိုင်းဇီတန်းရည်တို့ရလဲလို့မိမယ်ဆိုရင်ကျွန်တော်ဒီတစ်ပတ်အတွင်းအနေအဆုံးကြခဲ့တယ်ဗျာကျွန်တော်တို့ အာ3နှစ်9လောက်ထိအမြက်ပိုင်းဈေးနှန်းယူလို့ရတယ်။အချုံပိုင်းဈေးနှန်းကတော့ဗျာကျွန်တော်3335အထက်လောက်ပေးပေါ့နော်။3330အောက်မှာအချင်းတစ်နိုင်အတက်နာပေးစီနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ကျွန်တော်ရေလိုရောင်းလို့ရတယ်ဗျာ။အဲ့ဒါပြတဲ့ပြကမှာဒီနေ့တော့ကျွန်တော်ကတော့အယောင်းတက်ဆိုင်အဝယ်ကိုပို့ပြီးဦးစားပေးခြင်းနဲ့ဘာလို့ဆိုနီးပညာပန်းရှင်းပါလဲမနေ့ကတရက်တာပေးစီက3330အထက်ပိတ်သွားခဲ့တယ်။ပြီးလက်ရှိမှာလည်းဈေးအတက်အားကောင်းနေတယ်။အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကအောက်ပြန်အကြာမှာကျွန်တော်တို့ကဝယ်ဖို့အားပေးခြင်းပါလား။ ဟုတ်ပြီတကယ်လို့ပေါ့နော်ကျွန်တော်တို့လက်ရှိအထိအမြင့်ဆုံးတက်ခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီစီအပေါ်မှာဖောက်ပိတ်သွားရင်လည်းလိုက်တော့ဝယ်လို့ရပြအာ3400အထက်မှာကျွန်တော်တို့အချိန်တနားကြီးအတိုင်းတာအပိစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ကပ္ပရွှေကိုလိုက်ဝယ်လို့တော့ရတယ်ဒါမှ risk တော့နည်းနည်းများမယ်ခင်ဗျ3430လောက်အမြတ်ပိုင်းဈေးနှံပေး3395အောက်လောက်အရှုံးပိုင်းဈေးနှံပေးခင်ဗျဒီနေ့တော့ကျွန်တော်အဝယ်ဈေးနှံစုံ3ခုရှိတယ်အယောင်းကတော့ကျွန်တော်တို့အပေါ် 3430အထက်ရောက်ပြီဆိုနေပညာပိုင်းရအတိပြည့်စောင့်ပြီးရောင်းလို့ရတဲ့အောက်3330စီတန်းအောက်မှာအချိန်တစ်နိုင်အတိုင်းတာပိတ်စီဖောက်ပြီးပိတ်သွားရေဆိုကျွန်တော်ရေတို့လိုက်ရောင်းလို့ရတယ်။ဟုတ်ပြီအပတကဒီနေ့တရက်တာအပိတ်စီဘဲပေါ်ပိတ်ခိုင်းရင်ဈေးအတက်အားဆက်ကောင်းမလဲကျွန်တော်တရက်တာနေသားလေးကိုကျွန်တော်တွားကြည့်လိုက်အောင်ဒီနေ့တရက်တာအပိတ်စီဒါကျွန်တော်တို့ဒီပေါ့နော်3390အထက်မှာဈေးပိတ်နိုင်ခဲ့တဲ့ဆိုရင် sorry 3390မဟုတ်ကျွန်တော်မှားပါလို့ပေါ့နော် 3390အထက်မှာဈေးပိတ်နိုင်ခဲ့တဲ့ဆိုရင်ကျွန်တော်တို့မနေ့ပြန်မှာဈေးအသက်အားတောက်လျှောက်ကောင်းသွားတာမျိုးတနည်းအားဖြင့်3500ဒီနာတီတက်သွားတာမျိုးကျွန်တော်မြင်ရနိုင်တယ်ခင်ဗျာ3390အထက်မှာတရတာဈေးပိတ်သွားရင်ပေါ့နော်ဒီနေ့တရတာပိတ်ဈေးဈေးပိတ်သွားရင်စန့်ကျင်ဘက်နေနဲ့ပေါ့နော်ဘယ်အောက်မှာပိတ်သွားရင်ဈေးအကျအပြန်ကောင်းနိုင်တယ်လို့မိမယ်ဆိုရင်ကျွန်တော်တို့အဲ3330ဈေးတန်းအောက်မှာ ကျွန်တော်တို့အချိန်တရအတိုင်းတာအပိစေကျွန်တော်တို့ဒေဝန်ကန်နဲ့ဈေးပိတ်သွားရင်တော့ဈေးအကျပြန်လာနိုင်ပါလေအဲ့ဒါပြတဲ့ကောင်ကျွန်တော်ဘယ်မှာပိတ်မလဲ3390အထက်ပိတ်မလား3330ဈေးတန်းအောင်ပိတ်မလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အာကျွန်တော်မြင်ရတော့ဒီနေ့မှာတော့ပုံနေပြောမှာဆိုအတက်အားကောင်းဖို့အလားလာလေများပါတယ်အဲ3390အထက်ပဲပိတ်နိုင်လားမပိတ်နိုင်လားစောင့်ကြည့်ရပါတော့ဒါပေမဲ့တခုရှိရပေါ့ကဘာရွှေဈေးမှာတော့ကျွန်တော်ဘာမဆိုဖြစ်နိုင်နေပါတော့ပြောချင်တာလက်ရှိအတက်အားကောင်းနေရာနေအာ ညဘက်ရောက်မှကျွန်တော်အချိန်ဒီတစ်ခုကြောင်ဈေးထိုးကြသွားတာမျိုးလေဖြစ်နိုင်တာပြတဲ့ပြက္ခာမှာကျွန်တော်တို့ကအာကျွန်တော်အတအားကောင်းနိုင်တယ်လို့သုံးသပ်ထားပြင်မဲ့လေအဲကျွန်တော်တို့အာကိုကအဝဲတွေအလွန်ကျွံလောက်တာမျိုးတွေပါတတိထားပါခင်ဗျဘာလို့လဲမဲ့ဆိုရင်အယောင်းဝယ်လုပ်ငန်းမှာဘာမစိုးဖြစ်နိုင်ပါလေအဲ့ပြက္ခာကိုက risk management တရားလုပ်ထားပါအာစန့်ကျင်ဘက်တွေလည်းဖြစ်လာနိုင်ခြေရှိပါကျွန်တော်တို့မှတ်ထားတဲ့စန့်ကျင်ဘက်တွေပေါ့နော်ဟုတ်ပြီအဲ့ဒါပြက္ခာမှာဒါလေးရောက်ကျွန်တော်နီးပညာပိုင်းရသုံးသပ်ချက်လေးဖြစ်ပါတယ်တင်းပိုင်းကိုကျွန်တော်သွားသုံးသပ်ကြည့်အောင်တင်းပိုင်းပေါ့နော် တင်းအောင်ရှင်းပါလေမင်းညတော့အီရန်ကအဲသူ I am ready ဆိုပြီးကျွန်တော်ခုနလုံးကအာဒီတုံးလက်ချက်ဗီဒီယိုစာချင်မှာပြထားတယ်နောက်ခံဖိုတိုနဲ့ I am ready ဆိုတာပြောချင်တာကသူဆွေးနွေးဖို့အဆင်သင့်ဖြစ်နေပြီဆိုတာပြောတာမဟုတ်ဘူးပြောချင်တာအမေရိကန်နဲ့အစ္စရေးရဲ့ချင်းချောင်းမှုတွေကိုသူတုံးပြန်ဖို့အဆင်သင့်ဖြစ်နေပြီဘာညာဆိုအဲ့လိုမျိုးပြောချင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကမနေ့ကကျွန်တော်တို့ကအမေရိကန်ရဲ့ငွေကြေးဖောင်းပွားမှုဒေတာတွေကနည်းသွားခဲ့ပါ တနည်းအားဖြင့်ငွေကြေးဖောင်းပွားမှုရော့ကျသွားတယ်ပေါ့နော်ပုံမှန်အမြင်အားစဉ်းစားကြည့်မယ်ဆိုငွေကြေးဖောင်းပွားမှုရော့ကျသွားတာကကျွန်တော်တို့ကဆိုကြပါစို့ကမ္ဘာရွှေစီကျနိုင်တဲ့အနေအထားမျိုးပေါ့နော်ဒါပေမဲ့မင်းညာက trunk ကကျွန်တော်တို့အာ h မှာပေါ့နော်တွေ့တကြောင်းတင်ခဲ့တယ်သူပါရေးထားလိုက်မယ်ဆိုရင်ပိုးဝဲကိုပြောတာပေါ့နော်အမေရိကန်ပိုးဝဲဥက္ကဋ္ဌပိုးဝဲကိုကျွန်တော်ပြောသူကဘန်တူးလုံး short ပို့သူက ပြောခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောတာဆိုတာဖိအားပေးတာပေါ့နော်။ဖိအားပေးချင်းချောက်တာလို့လည်းပြောလို့ရပါတယ်။ तू ကသူပြောတဲ့စကားကိုပြအရက်စကားနဲ့ပြောမယ်ဆိုရင်တော့ဒါကြီးမင်း inflation နဲ့ငွေကြေးဖောင်းပန်းမှုတွေလည်းမင်းကြနေပြီ။မင်းဒီချိန်မှာတော့ဘန်တို့ short တင်အ ਨੇ ဆုံး1%ဟို1%လောက် short တင်တဲ့အနေအထားမျိုးပေါ့နော်။ဒီချိန်မှာ1%လောက် short တင်နေပြီဆိုပြီးတော့ तू ကလည်းပြော तू အမှ H မှာ tweet ခဲ့တယ်ပေါ့နော်။ tweet ခဲ့တာပြတာပြတဲ့ကံမှာပြောချင်တာပို့ trunk ကဘန်တို့လုံး short စေခြင်း။ဒါပေမဲ့ American Bourbon ဘက်က နာဘန်ဒုံလုံးရှော့ဖို့လေးတန်းတော့မဟုတ်ဒီလာမဲ့ဂျွန်လာစကိုဘန်ဒုံလုံးမှာမလျှော့ဘူးဆိုရဲအာခံမှန်းချက်တွေလည်းကျွန်တော်ကမြင့်နေတယ်ပေါ့နော်မြင့်တက်နေတယ်အဲ့ဒီအနေထားမှာပြဿနာရဲ့အကြီးကျယ်ဖြစ်လာနိုင်ပါတယ်ဘာလို့လဲမဲ့ဆိုကျွန်တော်ကငွေကြေးဖောက်ပွားမှုနဲ့ကြာနေတဲ့အနေထားမှာ trend နေနေဘာဖြစ်လဲဆိုတော့အာဘန်ဒုံရှော့တာကငွေကြေးဖောက်ပွားမှုကြာနေတဲ့အနေထားမှာပြဿနာတိတ်မရှိဘူးပေါ့နော်အမေရိကန်စီးပွားရေးကို cover ဖြစ်စေ trend user တဲ့ ဟိုဘက်ကအမေရိကန်ပုံမှန်ဘက်ကလည်းအမေရိကန်စီးပွားရေးမှာတိတ်မထီတာပေါ့ထရန့်ရအခုကုန်းတွဲကုန်းကိစ္စကြီးကြောင့်အမေရိကန်စီးပွားရေးတိတ်မထီဘူးပေါ့နော်ဘာဘာလို့ဘာလို့လဲမေးဆိုပြောင်းပြီးကတ်တဲ့တောက်ကြနေအဲကျွန်တော်တို့အမေရိကန်ရဲ့လောက်ကင်ဒေတာတွေဘာကြီးကြောင့်သူတို့ကတိတ်မထီဘူးလို့သူယူဆအဲ့အနေထားမှာအဲ့ယူဆနှစ်ခုကအားပြိုင်ပုံများပါတယ်တနည်းအားဖြင့်သူတို့ကြားမှာပြပခါတွေလည်းပြင်းထန်လာနိုင်တယ်ဒီနေထားမှာကျွန်တော်တို့ကကဘာရွှေစေးရအဲ့ထရက်မနီကကျွန်တော် H မှာတင်ခဲ့တဲ့တွေ့ကြောင် တက်သွားတဲ့အကြောင်းရင်းထဲမှာအဲ့ဒါလည်းပါတယ်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာသူတို့ဘယ်လိုဆက်ဖြစ်လာမလဲကျွန်တော်တို့ကအမေရိကန်ပိုးပွဲဥက္ကဋ္ဌပိုးပွဲပေါ့ပိုးပွဲပါဝင်အမေရိကန်ပိုးပွဲအဖွဲ့အဝင်တွေကကျွန်တော် trend ရဲ့တဘောကိုလိုက်နာပြီးတော့ဘိုင်တုံးလုံး shop ပြီးနိုင်ကြရတော့အလားလာနေတယ်ပြအခုနေပြောမယ်ဆိုမဖြစ်နိုင်ဘူးပေါ့နော်တရှိနေသားရအာအဲ့ဒါပြတဲ့ပြတဲ့ခါမှာကျွန်တော်အမြန်ပြောမယ်ဆိုရင်တော့သူတို့ရဲ့ပြီးပခါပို့ပြီးတော့ကျွန်တော်တို့နောက်တစ်ပတ်မှာပေါ့နော်နောက်တစ်ပတ်ဘိုင်တုံးလုံးဆုံးဖြတ်ချက်ထွက်ပြီးမှာပို့ပြီးတော့ပြဿနာအကြီးကြီးတက်လာနိုင်တယ် အဲ့အနေအထားမှာကျွန်တော်တို့အမေရိကန်စီးပွားရေးပေါ်ဒါကကောင်းတက်ရောက်မှုရှိနိုင်ပါတယ်တို့ပြိပခါဖြစ်တာအဲ့ဒီအနေအထားမှာကျွန်တော်တို့ကလက်ရှိကမ္ဘာရွှေစည်းရာကျွန်တော်တရင်ပိုင်းရာဆိုရင်အဝယ်လိုက်လာတယ်ပေါ့နော်တပကအီရန်နဲ့အဲအီရန်ရဲ့ကျွန်တော်တို့ကယန်စ်ဘယ်လိုပြောမလဲအီရန်ရဲ့ကျွန်တော်တို့ကတင်းမာမှုကလည်းဒီတရင်စင်မြင့်ပေါ်ပြန်ရောက်လာတယ်အီရန်တရင်ဆိုမြုပ်နေရကြာပြီအခုမှပြန်ရောက်လာပြီးရင်ကျွန်တော်တို့အဲ့အမေရိကန်ပူပန်နဲ့ထွန့်ကြပြဿနာလည်းပိုနှက်ဆိုင်လာနိုင်တယ် အဲအကြောင်းကိုကျွန်တော်မနေ့တုန်းကဗျာတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ရပြီဆိုတဲ့တင်ထွက်တာတော့မှဈေးကွက်ပေါ်ကျွန်တော်တအားကြီးတယောက်မှရှိမသွားဘူးကျွန်တော်တို့မနေ့ညတော့ဆိုဈေးကွက်ကကျွန်တော်က330လောက်ဒီထိုးပြန်ကျနေတဲ့အချိန်မှာအဲ့အီရန်တဲ့င်းတို့ကျွန်တော်ထွက်ရန်တွေ့တို့တက်လာရခါမှာဆရာချက်ချင်းပဲပြန်ခုန်တက်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကလက်ရှိမှာ trader ကြီးအောင် site တဲ့တင်ရတော့ကုန်သွယ်ရေးကိစ္စကုန်သွယ်ကုန်ကိစ္စရဲ့တင်နေတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ကိစ္စတဲ့စာရင်အီရန်အရေးကိစ္စ ပြီးရင် Trump နဲ့ American ပုံပန်ကြားကကိစ္စတွေကိုအဓိကအာယုံဆိုင်နေတဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆလို့ရပါတယ်။အဲ့ဘက်ကမှအဲ့တင်းနေဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်တို့ data တုံးခုရှိတယ်ဗျ။ကျွန်တော်တို့ဗမာစနောက်ချင်းည9နာရီမှာအာ initial jawless claim လို့ခေါ်တဲ့အပတ်စဉ်ထုတ်ပြန်နေကြအမေရိကန်နိုင်ငံအလုံသမားပြူလူတွေအလုံလက်မဲ့စစ်တမ်းလုံးထားရှိတယ်။အလုံလက်မဲ့နှုန်းကတော့ကြမယ်လို့မှန်းထားတယ်။ပြီးတော့သူနဲ့တစ်ချိန်တည်းမှာလည်း PPI MOMA ပေါ့နော် Producer Price Index လို့ခေါ်တဲ့အာကျွန်တော်တို့ အဲငွေကြေးဖောင်းပွားမှုတိုင်းတာတယ်ပေါ့ဒီငွေကြေးဖောင်းပွားမှုတိုင်းတာကကြာတော့ကုန်ပစ္စည်းထုတ်လုပ်တဲ့လူတွေဘက်ကတနည်းအားဖြင့်စီးပွားရေးလုပ်ငန်းတွေဘက်ကငွေကြေးဖောင်းပွားမှုတိုင်းတာတဲ့အညွန်ကိန်းဖြစ်ပါတယ်မနေ့တော့ထွက်သွားတဲ့ငွေကြေးဖောင်းပွားမှုအညွန်ကိန်းကကြာတော့စားသုံးသူပြည်သူတွေဘက်ကငွေကြေးဖောင်းပွားမှုကိုတိုင်းတာတဲ့အညွန်ကိန်းဖြစ်ပါတယ်အဲ့ဘက်ကမှတယောက်မှုချင်းအတူတူပါပဲဒါမနေ့က CPI ကပိုပြီးနာမည်ကြီးတာပေါ့နော်ဒီည PPI အဲ့လုပ်ငန်းရှင်တွေဘက်ကကျွန်တော်ငွေကြေးဖောင်းပွားမှုတိုင်းတာတဲ့အညွန်ကိန်းထွက်ဖို့ရှိပါတယ်သူကတော့များမယ်မှန်းထားတယ် ပြီးခဲ့လ -0.5% ကနေဒီလ0.2%ထိကျွန်တော်များမယ်လို့မှန်းထားတာပေါ့နော်အဲ့ဒါဖြစ်တာပြတဲ့ခါမှာကျွန်တော်တို့အဲ့ဒီညအဲ့ PPI data ကိုတချက်တော့စောင့်ကြည့်ရလိမ့်မယ်ခင်ဗျတကယ်လို့ဒါအဲ့လိုများများအဲ့အာမှန်းထားတယ်များများထွက်ထွက်လာခဲ့တယ်ဆိုရင်ငွေကြေးဖောင်းပွားမှုတက်လာတယ်လို့ပြောလို့ရတယ်လုပ်ငန်းရှင်တွေဘက်ကငွေကြေးဖောင်းပွားမှုတက်လာတယ်ဆိုရင်တပတ်ကအမေရိကန်ပုံပန်းနေနဲ့အဲ့ဒါကိုအကြောင်းပြပြောဗျာဘန်ဒလုံးရှော့ဖို့ထရန့်ကိုကျွန်တော်ကညင်းဆိုစရာအကြောင်းပြချက်နေနဲ့ဖြစ်လာနိုင်တယ် အဲ့ဒါဆိုတော့ဒီည PPI ကိုစောင့်ကြည့်ဖို့လိုအပ်တယ်ကျွန်တော်တို့မနေ့ညတော့ CPI data track အချိန်မှာဈေးကအရန်အလုတ်ခတ်မကြမ်းခဲ့လို့ခင်ဗျာဈေးကငြိမ်သွားတယ်ကျွန်တော်ထင်ဒီညအဲ့ PPI data တွေပါပြီးထွက်တဲ့အချိန်မှာဈေးအလုတ်ခတ်ကျမ်းနိုင်ပါပြီးကျွန်တော်ကဗမာစောင့်ကြည့်ညအဲ့ကျွန်တော်တို့7ခွဲလောက်မှာအဲ့တတိယဘွန်းအရှင်ဆိုတာရှိပါတယ်အဲ့ဒါတော့အရန်ကြီး effect ရှိတဲ့ data မဟုတ်ပါဘူးအဓိကအအောင်ဆိုင်မှာဒီညညမှာဆိုကျွန်တော် PPI data ကိုအဓိကအအောင်ဆိုင်မှာဖြစ်ပါတယ် PPI data ရလက် မှန်းထားတဲ့အများကြီးများသွားလားဒါမှမဟုတ်မှန်းထားတဲ့ရောထွက်လားဆိုတာတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်မှန်းထားတဲ့ရောထွက်သွားတဲ့ဆိုရင်လေထရန့်အစိုးရအနေနဲ့ပေကံပူပန်ကိုဒါဘန်တုန်းတို့ရှော့ဖို့ထပ်ဖိအားပေးစရာအကြောင်းပြချက်တခုရတော့တာပေါ့နော်အဲ့ဒါပတ်သက်ကမှကျွန်တော်ဒီည IPPI ဒေတာကိုစောင့်ကြည့်ဖို့လိုပါတယ်ဒီညမှာကဘာရွှေစည်းမင်းညားကနဲ့မတူဘဲနဲ့အလောက်ခက်ကျမ်းနိုင်ပါတယ်ခင်ဗျပြီးတော့တစ်ဖက်ကဒေါ်လာအင်သက်ကိုကြည့်မယ်ဆိုရင်68နာရောက်နေပြီဒေါ်လာအင်သက်တာပြအဲ့68အောက်မှာတရက်တာဈေးပိတ်သွားရင်တော့ ကမ္ဘာရွှေရလည်းတောက်လျှောက်ထောင်သက်သွားနိုင်တဲ့တရင်ပိုင်းရနော်ဝယ်လိုအားတွေတောက်လျှောက်ဝင်သွားနိုင်တယ်ခင်ဗျအဲ့ဘက်ကဒေါ်လာအင်တက်အနေထားကိုကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်လက်ရှိမှာတော့အကြပြတယ်68အောက်မှာတာအဲ့တရက်တာတာပိတ်သွားပါစီကမ္ဘာရွှေလည်းတောက်လျှောက်အသက်အားကောင်းသွားနိုင်တယ်ခင်ဗျအဲ့ဘက်ကတရင်ပိုင်းရလည်းကျွန်တော်တုံ့တက်ကြည့်မယ်ဆိုရင်ကမ္ဘာရွှေစီကအသက်အနေထားမှာရှိနေသေးပဲဖြစ်ပါတယ် အဲ့ဒါကဒီနေ့ကပ္ပချွေစေးကိုကျွန်တော်ကတော့သတင်းပိုင်းရောနီးပညာပိုင်းရောလက်ရှိအခြေအနေရောပေါ့နော်ကျွန်တော်တို့ဈေးကြတိုင်းအောက်ဈေးမှာကျွန်တော်လိုက်ဝယ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့လိုမျိုးပဲဈေးကွက်မှာဘာမဆိုဖြစ်နိုင်တာမလို့ဘလောက်ပဲပိုင်ပါစေဗျာဒီနေ့ဈေးတက်မယ်လို့ကျွန်တော်တုံးတက်တယ်မှန်တယ်ဒါပေမဲ့ဘလောက်ပဲပိုင်ပါစေကျွန်တော် risk management လုပ်ထားဖို့အရေးကြီးပါတယ်ကိုယ့်တက် risk ယူနိုင်လောက်မဲ့အယောင်းဝယ်ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ဖို့ကိုကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ရဲ့ဒီနေ့ တရက်တာကပ္ပရွှေစီကွက်သုံးမချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးမချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကပ္ပရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်းနေတီးတန်းတင်ဒန်းနေတက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမြင်မြင်နိုင်ပါတယ်ခင်ဗျကပ္ပရွှေ Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ဂျွန်လ12ရက်နေ့တရက်တာအတွက်ကပ္ပရွှေစီရဲ့တက်ကြောက်ကိုအထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်း ตองไปไล่ไปเลยครับเนี่ย